မကြောင်ရင်ချိန်တွင်းမှာရုပ်ရှင်မင်းသားလှုပ်တော်မဲ့ပြင်လိုင်းလီရွှေဆိုင်ကစိတ်နှကက်လက်ဆောင်ရခဲ့တဲ့ရေကြုပ်တယ်လေးကိုဆိုင်စော်စေတနာကံကြိုးပြီးလို့ဘဝပြောင်းလဲသွားသူကရေကြုပ်တယ်လေးကိုဆိုင်စော်ဖြစ်ပါတယ်ခုဆိုရင်တော့ကိုဆိုင်စော်ဟာအရင်နဲ့မတူဘဲနဲ့တော်တော်လေးကိုပြောင်းလဲသွားကမျက်နှာရည်တော်မှာဂလိုးလာပြီလို့ဆိုပါတယ်ဒါအပြင်ရေကြုပ်တယ်လေးကိုဆိုင်စော်သပင်လန်းစားရင်လည်းမကြောင်ခင်မှာရုပ်ရှင်ဇာတ်ကားတွေကြောင်ကြားရင်းလင်းရိုက်ဖို့ရှိနေလို့လည်းသိရတာပါဒါအပြင်ရေကြုပ်တယ်လေးကိုဆိုင်စော်ဟာလိုင်းလီရွှေဆိုင်ကနေစိတ်နှကက်နေရန်လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ် ကိုဆိုင်ဆောင်ဆောင်းမှာတော့မိဘတွေငင်းစင်းတွေကစွန့်ပြင့်ခံရတဲ့ရေကလေးရောင်းနေရတဲ့ဘဝကိုရှေ့ဆက်နေရတာဖြစ်ပါတယ်။ဒီလိုနဲ့မြန်မာနိုင်ငံမှာငလင်လှုပ်တော့ကိုဆိုင်ဆောင်ကငလင်ပေးလာလို့ရဲ့ Pride ကားတွေကိုခီးသွားကားတွေကိုသူရောင်းတဲ့ရေကလေးကိုအခမဲ့လိုင်းလံဝင်းကပေးနေရဖြစ်ပါတယ်။ဒီလိုစေတနာကောင်းပေါ်နေရေကလေးတဲလေးကိုဆိုင်ဆောင်ကိုအားလုံးကချီးကျူးဂုဏ်ပြုနေတဲ့ပြင်ထို့သဖြင့်တော့ကိုဆိုင်ဆောင်ဟာမိဘမေတ္တာမရှိပေမဲ့ဘဝအကောင်းဆုံးတည်ဆောက်ပြီးတော့ရေရိုးသားသားလောက်ကန်စားတောင့်နေရပါကိုဆိုင်ဆောင်ကဖြူစင်းတဲ့စိတ်ထားနဲ့ရေကလေးစတူဒီသားလှူဒန်းခဲ့တာပါ။ အခုဆိုရင်သူ့ရဲ့စေတနာအကျိုးပေးတာကြောင့်ကိုရှိုင်းစော်ကိုရုပ်ရှင်ဇာတ်ကားတင်ရိုက်မဲ့သူတွေစိတ်နှက်ပေးမဲ့သူတွေပါရှိလာတာပါအခုဆိုရင်ဇာတ်ကိုင်းကရေခဲကြောင်းတင်လေးကိုရှိုင်းစော်ကိုနိုင်ငံခြားကမမပေးထားတဲ့စိတ်နှက်တစ်ဖက်ကိုလည်းလိုင်းလေးစိမ့်ဆိုင်ပိုင်ရှင်ဆော့ဆော့လေးကကိုစောင်းပေးပေးနေကိုရှိုင်းကနှစ်ပေါင်းနှစ်ဖက်လေးမို့လို့လူနေတဲ့တစ်ဖက်လေးကိုစုံလိုက်ဖြစ်သွားအောင်လိုင်းလေးစိမ့်လိုက်ပိုင်ရှင်ရဲ့ပဲ့ကန်ရှင်မှာစေတနာကိုထပ်မံကုန်ပြုသောအပြင်စိတ်နှက်စုံလိုက်လေးဖြစ်သွားအောင် surprise ထပ်မံပေးခဲ့တာဖြစ်ပါတယ်